စ်ကော်မရှင်ကအကြမ်းဖက်ဖွဲ့ဖြစ်ကြေညာထားပြီးထိုးစစ်ဆင်နေတဲ့ကရင်မျိုးသားစီယုံ KNU နဲ့ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှု ရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ဒိုင်းသားလက်နက်ကိုင်တွန်လိုင်းဖွဲ့စည်းတွေ EOS တွေကိုလာမယ့်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မဲ့ NCA ဆယ်နှစ်ပြည့်ခမ်းနားကိုတက်ရောက်ဖို့ဖိတ်ကြားသွားမယ်လို့သိရပါဗျာ။ NCA စနစ်ပြေခန်းနာကိုအရင်နှစ်တွေထက်စီကားစွာကျင်းပနိုင်ဖို့စစ်ကောင်မရှင်နဲ့အပြည့်ရဲ့အဖွဲ့တွေရဲ့မဟာမိတ်ဖြစ်တဲ့ 7EO Alliance တို့က၄စိန်တိုင်းတွဲဆုံနှိမ့်နိုင်ခဲ့ပြီးအဲ့ဒီနှိမ့်နိုင်မှုတွေထဲကမှ NCA ကိုစတင် ပြုစုခဲ့သူခေါင်းဆောင်တွေပြင်လက်ရှိလက်မှတ်ရေးထိုးထားစေမဟုတ်တဲ့အဖွဲ့တွေကိုဖိတ်ကြားဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ 7EO Alliance ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်စီကတည်ရပါတယ် အခမ်းအနားကိုနိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့စဉ်းစားတဲ့အခါမှာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ခေါင်းဆောင်အကုန်လုံးဖိတ်နိုင်အောင်ပြီးတော့ NCA လက်မှတ်မရေးထိုးနိုင်သေးပေမဲ့လည်း NCA ပြုစုတဲ့အချိန်ကအတူတကွပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေကိုလည်းဖိတ်နိုင်အောင်ကျွန်တော်တို့ကြိုးပမ်းမှုတွေရှိတယ်လို့ဘုံမူကြီးစောကြောညွန့်က ARD Times ကိုပြောပါရယ် KNU နဲ့ NCA တို့ဟာရခိုင် NCA လက်မှတ်ရေးထိုးထားတဲ့ဒိုင်းသားလက်နက်ကိုင်အဖွဲ့၁၀ဘွဲ့မှပါဝင်နေပြီးစစ်ကောင်မရှင်ကအာဏာသိမ်းပြီး ိုင်ငံတော်ဘုံကျဲတိုက်ခိုက်က NCA ကိုချိုးဖောက်နေတာကြောင့်ဆွေးနွေးမှုတွေရက်ဆိုင်က ပြည်သူနဲ့တူ ခုခံတော်လှန်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။စစ်ကောင်မရှင်က၎င်းတို့ကိုမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေ KIA AA TNL နီးတူ KNU ကိုအကြမ်းဖက်ဖွဲ့ဖြစ်ကြေညာပြီးခေါင်းဆောင်တွေကိုလည်း CNF အပါအဝင်အခြားပုဂ္ဂိုလ်တော်လှန်အင်အားစုတွေနီးတူရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုနဲ့သက်ဆိုင်ရာနေမြေတွေမှာအမှုဖွင့်ကထိုးစစ်ဆင်နေပါတယ်။ အလားတူ NCA လက်မှတ်ရေးထိုးထားတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL PNL ဥက္ကဋ္ဌကြာခွန်စာဦးဆောင်တဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU မူလအဖွဲ့တို့ကလည်းအာဏာသိမ်းမှုကိုလက်မခံတာကြောင့်စစ်ကောင်မရှင်နဲ့တွဲဆုံမှုတွေလှုပ်ဆောင်မှာမဟုတ်တော့ဘူးလို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS မွန်ပြည်သက်ပါတီ NMSP ရခိုင်လူမျိုးရေးပါတီ ALP ၊ကရင်ငြိမ်းချမ်းကောင်စီ KNU KNL PC ၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့သာအပြည့်အဖွဲ့တွေဖြစ်ကြန့်ရှိတော်ပြီးစစ်ကောင်မရှင်နဲ့ထိတွေ့ဆက်ဆံဆွေးနွေးနေသလို 7EO Alliance အဖွဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတာမရှိခဲ့မြောက်ပိုင်းညီနောင်ဖွဲ့ဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA အာရခတက်တော် AA နဲ့တန်းမျိုးသားလူမျိုးရေးတပ်မတော် TNLA စတဲ့ EA West တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လိုင်းအင်အားစုတွေနဲ့တူခုခံတော်လှန်နေပြီးစစ်ကောင်မရှင်ဟာစီရေးရှုံးနေနေပါတယ်။အာဏာသိမ်းစစ်ကောင်မရှင်ကတော့ NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်ခမ်းနားကို EOS တွေပြင် NCA ကောင်ထက်ဖော်မှုကာလမှာရင်းဆိုင်လုပ်ငန်းစဉ်တွေမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့နိုင်ငံတကာအသိတသိတွေကိုဖိတ်ကြားမှဖြစ်တယ်လို့ငြိမ်းချမ်းရေးလုံခြုံရေးဆွေးနွေးပွဲလည်းပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒါတွေကိုကြဲကြဲပြန့်ပြန့်ဖိနှိပ်အောင်လို့ကျွန်တော်တို့တွဲဆုံညှိနှိုင်းဆောင်ရွက်နေတယ်။အရင်နဲ့မတူဘဲနိုင်ငံရေးအနှစ်သာရရှိရှိအတိတ်ပဲရှိရှိစီစီကောင်းကောင်းကျင်းပနိုင်မှုကျွန်တော်တို့သဘောထားရှိပါတယ်လို့စစ်ကော်မရှင်နဲ့အတူဖိတ်ကြားရေးမှာပါဝင်တာဝန်ယူလှုပ်ဆောင်နေတဲ့ဆေဗန် EAO Alliance ရဲ့ပြောပွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်ကဆိုပါတယ်။ဒါအပြင်စစ်ကော်မရှင်က NCA နှစ်ပတ်လည်အခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲကိုတက်ရောက်လာသူတွေအနေနဲ့ NCA စနစ်တော်ကာလအတွင်း ငြိမ်းချမ်းလုပ်ငန်းစဉ်ကောင်းထည်ဖို့မှု အောင်မြင်မှုတွေနဲ့သင်ကန်းစာတွေအပေါ်အမြင်သဘောထားတွေ့ကြုံတွေ မျှဝေဖလှယ်ပြီးအလို့သဘောဆွေးနွေးနိုင်အောင်စီစဉ်သွားမယ်လို့ဆိုထားပါတယ်။စီရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ရည်ရွယ်ကြိုးပမ်းနေတဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမအောင်နိုင်ကနိုင်ငံတော်ဝန်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အငဲစားနျူကလ িয়ার နှက်စစ်ဓာတ်ပိစက်ယုံတိစောက်နိုင်ဖို့ရုရှားနိုင်ငံကိုအကူအညီတောင်းခဲ့တယ်လို့သိရပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ကကမ္ဘာနုမျိုးသတင်းဖက်ဖိုရမ်ရဲ့ထိပ်သီးအစည်းအဝေးရုရှားသမ္မတပူတင်ပါဝင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့စက်တင်ဘာ25ရက်26ရက်မှာတွေ့ဆုံရမှာအဲဒီလိုကူညီတောင်းခံခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်တဆန့်လိုတဲ့နျူကလ িয়ার အခြေခံစောင်းလူဆွာရင်းမြစ်တွေနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားနိုင်ငံနဲ့ Rostom တို့ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးဖို့ မိမိအနေနဲ့အလေးနက်ထားမေတ္တာရက်ခံပါတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။အလားတူအပြည်ပြည်ဆိုင်ရာအမှုမြွှဆိုင်ရင်အေဂျင်စီ IAEA အနေနဲ့မြန်မာနိုင်ငံရဲ့နျူကလ িয়ার ဆိုင်ရင်အကောင့်ထဲပေါ်ဆောင်ရမှာဆက်လက်ကူညီပေးဖို့မေတ္တာရက်ခံသလို Foreign တယောက်လာတဲ့နိုင်ငံတွေနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်လိုတယ်လို့၎င်းကဆိုပါတယ်။စစ်ကောင်းဆောင်ဟာအာဏာသိမ်းပြီးနောက်နျူကလ িয়ার ဆိုင်ရင်အစီအစဉ်နဲ့စီမံကိန်းတွေအကောင့်ထဲပို့ဖို့ ၎င်းဆောင်တဲ့ဖွဲ့ဝင်14ဦးပါဝင်တဲ့အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုလည်း2024ခုနှစ်မှာပြင်ဆင်ရေးဆွဲထားပါတယ်။ဒါ့အပြင်စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာကနဦးခြေလန့်အဖြစ်အငဲစားနျူကလ িয়ার လျှက်စစ်တပ်အပိစိန်ကိုတိစောက်နိုင်ဖို့အတွက် Rostam နဲ့နီကတ်စွာပူးပေါင်းနေတယ်လို့ဆိုထားပြီးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။အဆိုပါစစ်ရုံတိစောက်ဖို့စစ်ကော်မရှင်ကဘကိုးတိုင်းအလေပိုင်းနဲ့ ိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းရှိတဝဲထူးစီးပွားရေးဆောင်တို့ကိုရာထားပြီးနှစ်နိုင်ငံပြည်သူရဲ့လုံခြုံရေးအနေအကင်းရှင်းမှုနဲ့နေထိုင်မှုတို့အတွက်အလွန်စိုးရိမ်ပူပန်မိတယ်လို့ကရင်မျိုးသားစီယုံခေအန်ယူကလည်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာအဲ့ရာထားရဒေသနှစ်ခုမှာစစ်ကောင်မရှင်နဲ့တော်လိုင်းအားစုတွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးနေမြေနေထိုင်ရအာနာသိမ့်ပြီးနောက်ရုရှားနိုင်ငံနဲ့တူပြန်လည်လုက္ကင်ကျိုးပန်းနေတဲ့တဝဲထူးစီးပွားရေးဆောင်နဲ့ နျူကလ িয়ার စေယုံကိစ္စမှာဖြစ်နိုင်ခြေနဲတယ်လို့သိရပါတယ်။ဆရာနာရှင်အဆက်ဆက်ရဲ့နိုင်ငံအာဏာကိုထောင်ရဆိုးမှုချုပ်ကိုင်နိုင်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းခဲ့တဲ့အိမ်မက်ဖြစ်ပြီးအဲ့ဒီကိစ္စဟာရက်သားဆိုးရ NLD လက်ထက်မှာရက်တန့်သွားခဲ့တယ်လို့လေလာဆောင်ကြည့်သူတွေစီကသိရပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်းဆောင်ဟာနျူကလ িয়ার ပိုင်ဆိုင်လို့မှုအိမ်မက်ကိုပြန်လည်အသက်သွင်းခဲ့ပြီးအခုရုရှားခီးစင်မှာလည်းနှစ်ပေါင်းများစွာစူးစမ်းလာရအကြောင်းမျိုးမျိုးကြောင့်တုံနေနေမှုအပေါ် 2022ခုနှစ်ကစလို့ရုရှားနိုင်ငံနဲ့ပူးပေါင်းတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။အလားတူရုရှားသမ္မတပူတင်နဲ့စစ်ကောင်းဆောင်တို့တိတ်ဆုံရမှာနှစ်နိုင်ငံသားရရှိထားတဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထက်ပေါ်ဆောင်ရွက်နိုင်ရေးဆွေးနွေးကရုစတမ်နဲ့ပူးပေါင်းဆောင်ရွက်ဆိုင်ရာသဘောတူညီချက်တွေထပ်မံလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရဲ့စစ်မှုရန်စုဆောင်ရေးမှာအသက်မပြည့်သေးတဲ့ကလေးတွေပါဝင်လာတာကြောင့် ပြန်လွှတ်ပေးပြီးနောက်မှားယွင်းစုဆောင်သူတွေမှားယွင်းစင့်ခေါ်သူတွေကိုအရေးယူထားတယ်လို့စစ်ကောင်မရှင်ရဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်မောင်မောင်အေးကဆိုပါတယ်နေပြည်တော်မှာစက်တင်ဘာ25ရက်နေ့ကပြုလုပ်တဲ့အရွယ်မရောက်သေးသူကလေးငယ်တွေစစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီစည်းဝေးမှာစစ်ကောင်မရှင်ရဲ့ကာကွယ်ရေးဝန်ကြီးကပြောဆိုခဲ့တာဖြစ်ပါတယ်စစ်တပ်ဟာ2012ခုနှစ်ကနေ2025ခုနှစ်ဩဂတ်လအထိအရွယ်မရောက်သေးသူကလေးငယ်တွေစစ်မှုထမ်းခြင်းမှကာကွယ်ရေးအတွက် အသက်မပြည့်သေးတဲ့စစ်သားအမြဲတမ်းစစ်မှုရန်1152ဦးကိုမိဘအုပ်ထိန်းသူတွေစီလွှဲပြောင်းပေးတယ်လို့ဗိုလ်ချုပ်မော်မောင်ကြီးကပြောပါတယ်စစ်ကောမရှင်ရဲ့ကာကွယ်ဝင်ကြီးကအဲ့ဒီလိုပြောဆိုခဲ့ပေမဲ့မြေပြင်မှာတော့အသက်လိမ်လည်ပြီးမှတ်ပုံတင်သူတွေပြုလုပ်ကစစ်တင်နှန်းတွေပေးနေတာဖြစ်ပါတယ်စူဆောင်ရေးတပ်ကိုရောက်ပြီးမကြာခင်မှာပဲဒေဒီရဲ့လာဝကရုံးကိုသွားပြီးသွေးတွေပါရီစစ်တယ်မှတ်ပုံတင်မှာတခါလေးရိုက်ပေးလိုက်တယ်အသက်16နှစ်လို့ထည့်လိုက်တယ် မပုံနေမရှိတဲ့သူတွေကသွားလို့ရတယ်ကျွန်တော်နဲ့အတူတူ၃လယောက်ရှိတယ်လာလို့တာလို့စစ်ကောင်မရှင်ရဲ့တက်သားတည်စုဆောင်ခံရပြီးနောက်ပြည်သူရင်ဝင်ကိုလင်းဝင်လာတဲ့အသက်၁၈နှစ်အရွယ်မောင်ပိုင်အမီလွဲက AOR Times ကိုပြောပါရယ်လက်တွဲမှာတော့စစ်ကောင်မရှင်ပြတ်ထန်းလိုက်တဲ့ပြည်သူစစ်မှုရန်ဥပဒေနဲ့အာဓမစုဆောင်ခံရတဲ့အသက်မပြည့်သေးသူတွေပြန်လွတ်ပေးတာမရှိပဲမပုံနေမရှိတဲ့အသက်မပြည့်သူကလေးတွေကိုလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီးအသက်လိန်တွေက မပုံနေတွေပြုတ်လုတ်ပေးပြီးစစ်မှုထမ်းမှုစေခိုင်းနေတာဖြစ်တယ်လို့ပြည်သူရင်ဝင်ကိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်သားတစ်တွေစီကသိရပါဗျ။လက်ရှိမှာစစ်ကောင်မရှင်ကပြည်သူစစ်မှုရန်တင်နန်းအမှတ်စဉ်16တင်နန်းဖွင့်လှစ်နေပြီးအမှတ်စဉ်18အတွက်အတင်းအဓမ္မတပ်သားတစ်စုစားမှုတွေပြုတ်လုတ်နေတယ်လို့သိရပါဗျ။ဒါအပြင်ဒေသအသီးသီးမှသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေဟာစစ်မှုထမ်းလို့ခြင်းမရှိတဲ့ပြည်သူတွေစီကလာစိန်ငွေကြေးကောက်ခံမှုတွေပြုတ်လုံနေတယ်လို့ ဒေသခံတွေကဆိုပါတယ်ဆင်အနာတိမ်မှုကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာဒေါန်ဆန်းစုကြည်မပါဝင်တဲ့တွစ်ဆုံဆွေးနွေးမှုတွေဟာပြည်လည်မှုမရှိနိုင်ဘူးလို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဒီကနေ့စက်တင်ဘာ28ရက်နေ့မှာကြားရောက်တဲ့ပါတီတီထောင်ခြင်း38နှစ်ပြည့်မှာထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မတရားဖန်ဆီးခံထားရတဲ့ NLD ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး ်ချွင်းချက်မရှိအ мян ဆုံးလူမြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံတွေပြည်ရင်းပြည်ပမိဖက်အင်အားစုတွေကဆက်လက်ကြိုးပမ်းအားထုတ်ပေးဖို့နဲ့အားလုံးနဲ့အတူပူးပေါင်းသွားမယ်လို့ဆိုပါတယ်။ဒါအပြင် NLD ဟာပြည်သူ့ရေးစီကပေါက်ဖွားလာတဲ့ပြည်သူ့ပါတီဖြစ်က အာဏာရှင်အဆက်ဆက်တို့ရဲ့မလိုမုန်းတိစိတ်ထားနဲ့ဘလိုပဲတိုက်ခိုက်ချိန်မုံဖြက်စည်းသည်ဖြစ်စေပြည်သူရှိနေသည်ရေပါတီရှိနေမှာဖြစ်ပြီးစစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုလည်း လက်မခံအတိမတ်မပြုဘူးလို့ဖော်ပြထားပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ပြဿနာရဲရဲကြောင့်နိုင်ငံတကာနဲ့ပြည်သူကိုထက်မှန်နှဲစားဖို့နိုင်ငံရေးတရားဝင်မှုရဖို့ရည်ရွယ်ပြီးအတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေခြင်းဖြစ်ပြီးတရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမှာမဟုတ်ဘူးလို့သိရပါတယ်။အဲ့ဒီဒူးရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်လာဖို့မိဖက်အင်အားစုတွေနဲ့ပူးပေါင်းသွားမှဖြစ်ပြီးမြမရေးပြည်လဲစေဖို့အတွက် အာဆီယံပါဝင်အိန္ဒိယနိုင်ငံတွေနဲ့မိဖက်နိုင်ငံတွေရဲ့ဂျိုးပန်အထောက်အမှုတွေကိုအတိမတ်ပြုကျေးဇူးတင်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်နိုင်ငံတကာအနေနဲ့မြမရေးကိုလက်တလောပြည်လဲစီရေးအတွက်တာမဟုတ်ပဲပြည်ထနာရင်းမြစ်ကိုသိရှိဖို့လိုအပ်ပြီးအဲဒီရွေးကောက်ပွဲပောင်းဝင်ဆရာနာရှင်စနစ်သက်ဆိုးရှည်ရေးအထောက်အကူဖြစ်စေမဲ့ကိစ္စရပ်တွေကိုရှောင်ဖယ်ပြီးပြည်သူဆန္ဒပေါ်အခြေခံစဉ်းစားဆောင်ရွက်လိုတယ်လို့ NLD ကဆိုပါတယ်အဲလိုဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာတဲ့တည်ငင်အေဂျင့်မှုကိုရရှိမှာဖြစ်ပြီးပါတီဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့ဒူဥက္ကဋ္ဌတစ်သမရာကြီးဦးဝင်းမြင့်တို့ကိုဘယ်နေရာမှာဖမ်းဆီးထားတာကိုမသိရှိရတာကြောင့်ကျမ်းမာရေးအတွက် NLD အနေနဲ့အထူးစိုးရင်ပူပန်မိတယ်လို့ဖော်ပြထားပါတယ် NLD ပါတီဟာပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာဝင်ပြိုင်ကြတဲ့နိုင်ငံရေးပါတီ62ပါတီနဲ့တတိပုဂ္ဂလတို့တဲကမဲဆန္ဒနဲ့အားလုံးရဲ့ 82.36ရာခိုင်နှုန်းအနိုင်ရလွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံထားရပေမဲ့စစ်ကောင်မရှင်ကမဲမက်တမမှားယွင်းတယ်လို့အကြောင်းပြပြီးအာဏာသိမ်းခဲ့တယ်လို့သိရပါဗျ။အဲဒီ2020ရွေးကောက်ပွဲကိုနိုင်ငံတကာတန်တမန်တွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအရက်ဖတ်ဖွဲ့စည်းတွေနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အတိမတ်ပြုကလက်ခံထုတ်ပြန်ခဲ့ပေမဲ့ အနာသိစစ်ကော်မရှင်ကတော့ညှင်းဆိုနေတယ်လို့သိရပါတယ်။ဘုံသဘောတူညီချက်၅ရဲ့အပြည့်အဝအကောင့်ထည့်ဖို့ဖို့နဲ့အမျိုးသားပြန်လည်တင်းမြိတ်နှမ်းချောင်းရည်ရွယ်ကတက်ဆိုင်သူအလုံးကြားတွဲဆုံမှုတွေလှုပ်ဆောင်မှုအာဆီယံထူးကိုယ်စားလှယ်ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံမှုမြန်မာစစ်ကော်မရှင်ကိုအာဆီယံဖွဲ့ကတိုက်တွန်းမယ်လို့သိရပါတယ်။အဲလိုကြိုးပမ်းမှုတွေကိုအာဆီယံဖွဲ့ဝင်နိုင်ငံအလုံးကထောက်ခံခဲ့တယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါတယ်။ ကြာသာပတေးနေ့ကကုလသမဂ္ဂထွေထွေညီလာခံအကျဉ်း80မြောက်စီဝေးနဲ့တူကျင်းပတဲ့ကုလသမဂ္ဂမိတ်ဆွေများဖြန့်ဖြေးရေးဖွဲ့ဝင်းကြီးအဆင့်အစည်းအဝေးမှာသူကအခုလိုမှတ်ချက်ပြုခဲ့တာပါစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာဒီမိုကရေစီနီးကြရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာနိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကျက်တဲဖြစ်ခဲ့တာပါ2021ခုနှစ်ဧပြီလမှာအာဆီယံခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတရက်ကျင်းပပြီးဘုံသဘောတူညီချက်၅ရက်ချမှတ်ခဲ့ပါတယ်။အတိတ်ပဲရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့အပြစ်ခတ်ရစေးရေးဆောင်ထိန်းမှုအာဆီယံဖွဲ့ကကမ္ဘောဒီးယားထိုင်းတို့နဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်မယ်လို့သူကဆိုပါတယ်။တတိယမြောက်နေရင်တင်တင်မော်ဖူကျန်ဟာမကြမီတာဝန်ထမ်းဆောင်မှုတွေစတင်ဖို့မျှော်လင့်တယ်လို့တရုတ်နိုင်ငံကပြောပါတယ်။ဖူကျန်ဟာတင်မော်ဘော်ကမထွက်ခွာမီလေရင်ကိုအရှိန်မြှင့်ပေးတဲ့ ်အစစ်တန်လိုက်စနစ်တက်ဆင်ထားတဲ့တရုတ်နိုင်ငံရဲ့ပထမဆုံးသောလေရင်တင်သင်္ဘောဖြစ်ပါတယ်။လေရင်တင်သင်္ဘောစတင်တာဝန်ထမ်းဆောင်မှုမဝေးတော့ဘူးလို့တရုတ်ကာကွယ်ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူចောင်းចောင်းကန်ကဂျတာဗရီနေသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။လေရင်တင်သင်္ဘောဖူးကျန်ရဲ့စံတမ်းမှုနဲ့လေ့ကျင့်မှုကိုစီမံချက်နဲ့ညီအောင်မြင်စွာဆောင်ရွက်နေတယ်လို့၎င်းကဆက်ပြောပါရယ်။တိုင်းလေရင်တွေရဲ့အတက်အဆင်းအောင်မြင်စွာပြုလုပ်မှုနဲ့ကြိုတင်သတိပေးစနစ် နေရင်ထိန်းချုပ်မှုတွေကိုတရုတ်နိုင်ငံမှာရုတ်တံဌာနကဖော်ပြခဲ့ပါတယ်။အခြားလင်တင်သင်္ဘောတွေဖြစ်တဲ့လျောင်နှင်ရှန်တုံတို့နဲ့အတူဖူကျက်လင်တင်သင်္ဘောကိုအသုံးပြုပြီးစစ်စင်ရေးစွမ်းရည်မြင့်တင်ဖို့တရုတ်နိုင်ငံကရည်ရွယ်ပါတယ်။ထိုင်ဝမ်အင်းနီဂျင်တိုင်းပြည်တွေနဲ့အမေရိကန်နိုင်ငံတို့ကတရုတ်ရဲ့စီးအတီဆောက်မှုကြောင့်စိုးရိမ်မှုတွေပိုမိုကြီးမားလာနိုင်ပါတယ်။